ဒီနေ့တော့ကျွန်တော်တောင်ကြီးကနေပြီးတော့မှ အောင်ပန်းကလောချားမှာရှိတဲ့မြင့်မတိရွာကမြင့်မတိကူကိုသွားမှာဖြစ်ပါတယ်ဗျဒီမြင့်မတိကူနဲ့ပတ်သက်လို့အဲ့ဒီဒေတာခန့်တွေရဲ့ပြောပြချက်တွေကိုကိုးကားပြီးတော့မှအနေငယ်ပြန်ပြီးပြောပြပေးချင်ပါတယ်ဗျပါဇက်ရာဇဝင်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဂျေဇူးပြုပြီးတီးခန့်နားစင်ပေးကြပါအောင်ခင်ဗျ အဲ့ဒီမြင်းမထီတောင်နားမှာနတ်မြင်းကြီး၄កောင်ကျက်စားနေတယ်ပေါ့ဗျာအဲ့ဒီနတ်မြင်းကြီးတွေကဘယ်ကနေပေါက်လာတယ်ဆိုတော့သူကမြေကြီးအောက်ကနေပေါက်ထွက်လာခဲ့တယ်လို့ဆိုကြပါတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီနားမှာ မြင်းတွေထွက်လာတဲ့မြင်းတွေပေါက်လာတဲ့ရွာလေးကိုအမိပြုပြီးတော့မှအဲ့ဒီရွာကိုမြင်းပေါက်ရွာလို့ခေါ်ပါတယ်အဲ့ဒီနတ်မြင်းကြီး၄កောင်ကသူတို့ကအစွမ်းကြီးတဲ့အတွက်ကြောင့်မလို့သူတို့ကအဲ့ဒီကြီးရွာမှာရှိတဲ့အဲစကောက်ပဲတီးနံတွေကို စားတော့တောင်းချမ်းနေတဲ့အတွက်ကြောင့်မလို့သူတို့ကမနိုင်နင်းနိုင်တဲ့အတွက်ကြောင့်မလို့ဒီခေတ်အခါမှာအုပ်ဆိုးတဲ့အနော်ရထမင်းကြီးကိုသူတို့ကလမ်းပြီးတော့မှတိုင်ကြားကြပါတယ်။အဲဒါကြောင့်မလို့အနော်ရထမင်းကြီးကအဲ့ဒီခေတ်တုန်းကပကံသူရဲ့ကောင်းလေးဦးကိုဒီဘက်ကိုစေလွတ်ခဲ့တယ်ပေါ့ဗျာ။ဒီနတ်မင်းကြီးလေးကောင်တောင်းချမ်းနေတဲ့နေရာကိုပကံသူရဲ့ကောင်းလေးဦးကရောက်လာတဲ့အခါကျတော့ဒီမင်းတွေကိုဘလို့ဖမ်းလဲဆိုရင် သူတို့ကအရင်ဆုံး အဲ့ဒီမြင်းပပလဲကိုဝိုင်းပြီးတော့မှရေကန်တစ်ခုတည်းကိုသူတို့ကမောင်းချလိုက်ပါတယ်။ကန်တဲကိုရောက်သွားတဲ့အခါကျတော့တယောက်တစ်ကောင်စီစီးကြတယ်ဗောဗျာ။အဲ့ဒီမှာဂျန်စစ်သားစီးရတဲ့မြင်းကအတော်လေးကိုကျန်းနေဗော။ဂျန်စစ်သားကအဲ့ဒီမြင်းကိုစီးမိတဲ့အခါကျတော့မြင်းကခုံကျော်လိုက်တာအဲ့ဒီတောင်ကိုလုံးဝမထိပဲနဲ့ခုံကျော်နိုင်တဲ့အတွက်ကြောင့်မလို့အဲ့ဒီတောင်ကိုမြင်းမထိတောင်လို့လဲခေါ်ကြပါတယ်။ နောက်ပြီးဒီဖက်မှာဆိုရင်မြင်းတွေကစုံဆိုင်ပြီးတဲ့အတွက်ကြောင့်မလို့မြင်းဆိုင်ကုန်းရွာတို့နောက်ထပ်မြင်းတွေကကတဲ့နေရာကိုရောက်တဲ့အခါကျတော့အဲ့ဒီရွာနာမည်ကိုလည်းမြင်းကရွာလို့ပေးခဲ့ပါတယ်အဲ့ဒီကနေသူတို့ကဆက်ပြီးတော့မှဗမာပြည်မှာရှိတဲ့မြင်းကြံဘက်ကနေပြီးတော့မှပကံကိုပြန်ခဲ့တယ်လို့အဆိုရှိကြပါတယ်အဇရာဇဝင်လေးဖြစ်လို့တယောက်နဲ့တယောက်တော့ကွယ်လွှဲမှုလေးတွေရှိနေပါတယ်ဗျာ ခုကတော့ဒေတာခံရဲ့ပြောပြချက်တွေကိုကျွန်တော်ကမှတ်သားပြီးတော့မှပြန်လည်ပြောပြပေးခြင်းဖြစ်ပါတယ်ဗျ။ဒါကတော့မြင်းမတိကူရောက်ခဏီမြင်းမတိရွာရဲ့စိုင်းပုတ်လေးဖြစ်ပါတယ်။ဒီနေရာနေဆိုရင်မြင်းမတိကူကဖျားတွေကို လမ်းပြီးတော့မှ လမ်းမြင်နိုင်ပြီဖြစ်ပါတယ်။ ဆိုကျွန်တော်တို့ကမြင့်မတိကူတဲ့ကိုတမ်းမဝင်မနဲ့ကိုရဲ့ဘေးမှာရှိတဲ့ဒီចောင်းဆောင်ထဲကိုအရင်အဆုံးဝင်ပြီးတော့မှဘုရားတွေကိုအရင်အဆုံးဖူးမှာဖြစ်ပါလေဗျာဒီចောင်းဆောင်ကြီးမဆောက်ခင်အရင်တော့ဆိုရင်ဒီဘုရားတွေကရှိပါတယ်ဒီဘုရားတွေရဲ့နောက်မှာဆိုတာចောင်းဆောင်ကြီးရှိပါတယ်အဲ့ဒီចောင်းဆောင်ရဲ့ရှိမှာကပ်ပြီးတော့မှဒီလိုဘုရားတွေကိုတည်ထားပါဖြစ်ပါလေဗျာအခုကကျတော့အဆောင်နဲ့အဆောင်အုံလေးဖြစ်သွားပါပြီ હવે જોઈ લો અમે ક્યાં ગયા ဆိုရင်ဂူတဲကိုစပြီးဝင်ပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အစကနေအဆုံးအထိကိုကျွန်တော်တောက်လျှောက်ပြပေးသွားမှာဖြစ်ပါတယ်ဗျ။ဘကူကကျွန်တော်တို့မြင့်မြတ်ကြီးကဝါနိုင်ကိုကိုဝင်နေတာဖြစ်ပါတယ်ဗျာအဲဟောက်ကတော့ရေရောဆူဟုတ်ကဲ့နော်ဟုတ်ကဲ့ဖြစ်နေတော့ဖြစ် ขนาดเลยเนาะกระโปรงขนาดใหญ่ขนาดไหนไม่ใช่ยี่ห้อจะบอกว่าอแต่สรดว่าเป็นของเวนเนาะ์ได้มาดูเดียวน้อเช่อ่าซินตูรอดนะอ 嗯。我不会要听你讲。 ဒီကူရနမေရောမြင့်မထီးတဘာဝအလိုက်ကိုဖြစ်ပါတယ်ကလောအဲ့မှာရှိပါတယ်ဗျာဒီကူကောက်ဝင်ပေါက်လည်းရှိတယ်ဒါဟုတ်ဖက်ကားမှာဆိုတော့ထပ်ပေါက်ရှိတယ်ဒါဝင်ပေါက်ထပ်ပေါက်ရှိတယ်ဗျာဒီရတော့တော့ကြားတယ်အောက်မှာတော့ဆုံရွှဲနေတယ်

아, 이 여러도 도착하라는 거. 나서 보아, 보네 아우 동생. 마트 카트로 야해.

เราเอากระดาษสูตรเราที่เราเขียนเดี๋ยวเขียนอะไรอย่างนอกจากเรามาเขียนอะไรแล้วมันจะเล่นไม่ได้ชื่อดอกกระอย่งนอกจากตัวชอเลยแล้วก็ที่เราเขียนเขียนเอาไปเราเนี่ยตอหลังเราดอกสิ่พีไปยีเราดอกชอบจางนาเทมโนโลยี

Jiye jiye jiye. Oh 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 oh. Kita mau kau nih. Ati nanti tuh cari aja ini deh. Oh, ini ရေကအောင်းမှုဆိုလဲရေတယ်လားတချို့ညစတူလောက်ကောင်းမဟုတ်ဘူးညကျင်းလားဘာဘာကျင်းလားတကားတချို့ပြရတယ်ဒီညလေးကအားလုံးကောင်းဖို့ဒီကားလေးရှိုင်းဘာလဲ

一日一日的，啊，一日一夜到手家。没把那个演绎的，其他家人都演绎的片呢。啊，不啊，就是半岁了，离家那都可爱。ア tu fais moins la scène toujours ton souci. Oh, ma chère, chère, mais dis-y, va. Oui, 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 嗯，还有，天哦，对对对，哦、不要闹不能学他，不要不、嗯、要闹用。了，嗯，要的没有，爸要的没？嗯。嗯 Lele nerede. Ma che la ci. Ma c'è poi, io mi ci c'è poi, tu သူကပင်တရားနဲ့ကွာတာပင်တရားကကျတော့သူကကုအဆုံးရှိရဒါတော့သူကထပ်ပေါက်ရှိဟိုမှာထပ်ပေါက်ရောက်ပြီအဲ့တော့ဒီထဲမှာလည်းပြရလဲရှိတယ် ခုဆိုရင်ကိုရထပ်ပေါက်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒါတော့ကိုရထပ်ပေါက်အနေနဲ့ဒါပဲဖြစ်ပါတယ်။

ဒါကအခုဆိုကျွန်တော်ပြောတာခပ်ပေါ်ရောက်နေတာတော့ဒီမှာတော့ထိုင်ကုန်နေတယ်ပြန်ပါပြီဆိုဒီမှာတော့ထိုင်ကုန်နေတယ်တော့ပါတယ်တော့ခပ်ကောမှာဆန်ခါးလို့ဆက်ပြပါမယ်အဲတော့ခပ်စဉ်းကြတာဟိုးပတ်တော့အထီးရဲ့သူကဆန်ခါးနေတယ်လားဆိုဒီကမှာဒီကမှာထိုင်ကုန်နေရှင်ဒါထပ်ပေါက်မှာထိုင်ကုန်နေချတာပြီမပေါက်နော်ပုံမှာတော့ khóc rồi hai lần Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn

ตาเนี่ยตูเนี่ยนะเนาะตาเนี่เยมาชาเนี่ยกันนะเนาะอืมยาเดลยใส่รอยยา ဟုတ်တယ်ဟုတ်တယ်ဒီဇောင်းတန်းအထဲဖက်မှာတော့အများအပြားရိုးရာအထည်ဆိုင်တွေကိုတွေ့ရမှာဖြစ်ပြီးတော့အပြင်ဖက်မှာကကြတော့ဒေတာထွက်အစားအသောက်တွေနဲ့အတူဈေးဆိုင်ဒန်းလေးရှိပါတယ်။အဲ့ဒါတွေကိုကျွန်တော်ဆက်လက်ပြီးတော့မှပြပြီးမှဖြစ်ပါလေဗျ။ ါကတော့မြင်မထီဝင်ပေါင်မှုဥအနည်းကဇေဒီသေးကိုကျွန်တော်တစ်ချက်ပြပေးမှဖြစ်ပါတယ်။အချက်ဝင်ကြည့်ကြရအောင်။ ီပန်းကင်းတဲကိုလည်းအခါချင်းတွေပြီးပြီးတော့เนาะထပ်ပုံပြီးဗီဒီယိုလေးတွေဝင်ရိုက်လို့ရပါတယ်เนาะရေနုံကမင်းသားတလက်ဖြစ်တဲ့ဂျိုက်ရဲ့ဒီကြောင်ညာရိုက်ထားတဲ့ဒီတောင်လေးကိုအမည်ပြုပြီးတော့မှဒီတောင်ကိုဖြိုက်တောင်လို့ခေါ်တာဖြစ်ပါတယ်အလာတဲ့အချိန်တော့ကျွန်တော်တို့ကဒီမှာလူများတဲ့အတွက်ကြောင့်မလို့ပြန်တဲ့အချိန်ကကျွန်မကခဏလေးထပ်ပုံဝင်ရိုက်တာဖြစ်ပါတယ် ုဆိုရင်ကလောမှာရှိတဲ့နာမည်ကြီးဘုရားတဆူဖြစ်တဲ့နီးဘုရားကိုကျွန်တော်တို့သွားနေတာဖြစ်ပါတယ်ဒါကတော့နီးဘုရားတောင်ပေါ်တက်တဲ့လမ်းလေးဖြစ်ပါတယ်ဗျာ ီးဖရားចောင်းဆောင်ဘေးမှာရှိတဲ့ဒီဖရားဇီတီကိုလည်းကျွန်တော်နည်းနည်းလေးဆက်ဆွခဲ့ပါသေးတယ်ဗျ။ ဒါတော့နီးဖျားကျုံဝန်းထဲမှာရှိတဲ့ဈေးဆိုင်ဒါလေးဖြစ်ပါတယ်ဒီမှာတိခွားပန်းတွေလည်းအများကြီးရှိပါတယ်ဗျာအထည်ဆိုင်လေးတွေလည်းရှိတယ်ဒေသထွက်စားစရာလေးတွေကိုလည်းရောင်းချနေတာကိုတွေ့ရပါတယ်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်။နောက်လာမယ့်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုလည်းစောင့်မျှော်ရှုစားအားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။